ကလေးကအမေပေါ်မှာပဲဖြစ်ဖြစ်ချိတိတ်တယ်ပွေတိတ်တယ်အိပ်ပျော်သွားတယ်အိပ်ပျော်သွားပြီးတော့ကိုကလည်းအိပ်ပျော်သွားပြီးဆိုတော့ချလိုက်တယ်ပေါ့နော်အဲခလန်းလေးကျတော့သူမန်နိုင်ဝက်လောက်တော့နိုးလာနိုးလာတဲ့အချိန်မှာဘလို့ဖြစ်လဲဆိုတော့အဲခုနကအိပ်တာကအမေပေါ်မှာအိပ်တယ်ပေါ့နော်အခုနိုးလာတဲ့အခါကျတော့ပြင်ပေါ်မှာပြပြသူတယောက်တည်းရှိရဲ့အချိန်ချမှာကလေးကအဲ ဘယ်လိုပြောမလဲမနေတတ်ဘူးပေါ့နော်အဲပြန်ရှာရပေါ့အမေပြန်ရှာရပြန်ရှာပြီးတော့အရင်လိုမျိုးပြန်အိတ်ချင်တယ်ပေါ့နော် no so tight တဲ့ကလေးဆိုလည်းအဲ့လိုပဲ no so ပြန်အိတ်ချင်တာရှိရပေါ့နော်အဲ့ဒါဆိုဘယ်လိုလုပ်လို့ရလဲဆိုတော့ကဲ no so tight တဲ့ကလေးဆိုရင် no so ပြီးတော့အိတ်ပြောသွားတာမဟုတ်ပဲနဲ့ပေါ့နော်အဲ bedtime routine ရဲ့အရှိဆုံးမှာထားလို့ရတယ်ပေါ့နော်အဲ no so တဲ့အဲပြီးတော့တခြားမှာပေါ့နော်အင်ဂျီလဲတာတို့ပုံမြင်ပြောတာတို့လုပ်ပြီးမှအိတ်တာပေါ့နော်အိတ်တာနဲ့ no so တာနဲ့ကိုတွဲမထားနဲ့ပေါ့နော်တချို့ကလေးကြတော့အဲ့လိုတွဲထားတဲ့ခါကျရင်နောက်တစ်ခါပြန်နိုးတဲ့ခါကျရင်လည်း no so ုပ်ပြီးမှပြန်အိတ်တက်ချင်ကြတာပေါ့နော် အလားလေးတွေရှိပါတယ်။နောက်ထပ်ဖြစ်နိုင်တဲ့အကြောင်းရင်းတွေကဘာလဲဆိုတော့ over tiredness ပေါ့နော်။အရင်ပင်မနာဒါပေမဲ့ under tiredness ကပိုပြီးတော့ဖြစ်များပါတယ်။ over tiredness လည်းဖြစ်နိုင်တယ်ပေါ့နော်။ over ပင်မနာဆိုတော့ပြောရဲဆိုအဲညာနေပတ်အိတ်ချိန်နေတဲ့ကလေးတွေပေါ့နော်။နည်းနည်းနေတယ်။တစ်ခါအိတ်လည်းနိုင်ဝက်လောက်နဲ့အဲတနေ့နှစ်ချိန်လောက်ပဲအိတ်တယ်ပေါ့နော်။ဥပမာ၄လကလေးလောက်ဆိုတော့တစ်ခါအိတ်နိုင်ဝက်တနေ့နှစ်ချိန်လောက်ဆိုနေတယ်လို့ပြောရဲပေါ့နော်။အကြိုင်ပိုမေပြန်တယ်။ဒါမှမဟုတ်နောက်ဆုံးတည်းအိတ်တဲ့ချိန်နဲ့ညာဘက်အိတ်တဲ့ချိန်မှာ အဲကြားထဲမှာအရန်ကွာသွားတယ်ပေါ့နော်၃လနာရီလောက်ဆိုရင်အဲ 3လ4လောက်ခရီးဆိုမခံနိုင်ဘူးပေါ့နော်အဲ့ကြရဲ့ပင်မနဲ့အတ္တမို့ညာပကြခလခလလိုးနိုင်လေဖြစ်နိုင်လေပေါ့နော်တခြားအကြောင်းရင်းကကြတော့သူဘိုက်စာလို့လည်းဖြစ်နိုင်သေးတယ်ပေါ့နော်ဘိုက်စာတာတို့အမ်ပြီးတော့တခုခုမအိမတာဖြစ်လို့ပေါ့နော်လေရောက်လားဘာရောက်ဖြစ်နိုင်တယ်ပေါ့နော်ဒီအချက်လေးတွေကကလေးပြန်ပြန်နိုးနိုင်တဲ့အချက်လေးတွေပေါ့နော်မမေတို့စီမှာအဲဒီလိုအချက်လေးတွေရှိမှဆိုတော့ကိုကဒီလိုအချက်လေးတွေပြင်ကြည့်လို့ရတယ်ပေါ့နော်ဒီလိုအချက်လေးတွေမဟုတ်ဘဲနဲ့တခြားဘလို့ဖြစ်နိုင်လဲဆိုတော့ကလေးက2ရက်3ရက်လောက်ဒီလိုနိုးတာနဲ့တော့နောက်နေ့ကျတော့ခလာကွာအကျင့်ဖြစ်သွားတာပေါ့နော် habitual လို့ခေါ်တော့ပေါ့နော်အဲ့လိုအချင်းဖြစ်သွားပြီးတော့ပြည်ပြန်နူးရရှိရပေါ့နော်ညာတိုင်းအဲ့ရဝင်ပြီးတော့9ဝက်မိနစ်50တော့ပြည်ပြန်နူးတာလည်းရှိရပေါ့နော်အဲ့လိုပြည်ပြန်ခုနကအကြောင်းကြောင်းမဟုတ်ဘယ်နဲ့ဒီလိုအချင်းဖြစ်ပြီးတော့ပြည်ပြန်နူးတာဆိုရင်တော့ဘယ်လိုလုပ်လို့ရလဲဆိုတော့ကလေးကဥပမာကိုကြည့်ကြည့်လိုက်ပေါ့နော်သူနူးတက်တဲ့အချိန်ကဥပမာမိနစ်50လောက်ဆိုပုံနူးတက်တယ်ပေါ့နော်အဲ့ကြာရင်ကွာအဲမိနစ်40လောက်ကြာရင်သူ့ကိုနည်းနည်းလေးအဲလှုပ်ပြီးတော့နှိုးပစ်လိုက်ပေါ့လုံးဝနူးသွားမှာမဟုတ်ဘယ်နဲ့နည်းနည်းလေးအဲလှုပ်ပစ်လိုက်အဲမနူးတနူးလောက်ဖြစ်တဲ့အချိန်မှာသူ့ရဲ့ဒီ sleep cycle ကို ဖြတ်ပြီးတော့နောက်ဆလစကကူအောင်လုပ်ပေးလိုက်ပေါ့နော်အဲ့လိုမျိုးလုပ်ပေးလို့ရတယ်ဒါတရက်နှစ်ရက်တော့မရဘူးတပတ်လောက်ကိုယ်ကလုပ်ကြည့်လိုက်ရင်သူကဟိုလိုပုံမှန်ပြန်ဖြစ်သွားရပေါ့နော်ဒီဟာလေးတွေလုပ်ကြည့်လို့ရပါတယ်နော်သိချင်တာရှိရင်လည်းမိတ်ခဲ့ပေးပါနော်ချစ်ပေးတာကျေးဇူးတင်ပါတယ်တတ်တာ